ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP နှင့်မိဖက်အဖွဲ့အစည်းများသည်ဇွန်နှင့်ဇူလိုင်လအတွင်းကလင်းတန်တဲ့ပြည်သူတသိန်းခွဲကိုရွေးချယ်၍စားနပ်ရိက္ခာငွေသားအာဟာရနှင့်ပြည်လဲထူထောင်ရေးအကူအညီဆက်လက်ပေးအပ်သွားရန်ကြီးရထားကြောင်း United Nations မြန်မာကဇွန်လ24ရက်တွင်ထုတ်ပြန်ပါသည်ထို့ပြင်ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP နှင့်မိဖက်အဖွဲ့အစည်းများသည်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနှင့်နေပြည်တော်တို့မှငလျင်ဘေးတုတ်ပြန်ရေးလုပ်ငန်းစဉ်အဆက်တဲဖြင့် လူဦးရေ၄သိန်းကိုအကူအညီပေးပြီးဖြစ်ကြောင်း United Nation မြန်မာ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ပြည်ထောင်နိုင်ငံကယ်ဆယ်ရေးနှင့်ပြည်လဲထူထောင်ရေးကူညီများသည့်ဦးလာသမဂ္ဂနှင့်စာနယ်ဇင်းကအစီအစဉ် WFP နှင့်မိဘအဖွဲ့အစည်းများ၏တိုက်ရိုက်ဖြန့်ဝေမှုဖြင့်ငလျင်ဘေးအသင့်ရရလူတုထံရောက်ရှိနေပြီဖြစ်ပြီးငလျင်ထံသည့်ပြည်သူများကိုပံ့ပိုးကူညီပေးခဲ့တဲ့ ပြည်ထောင်နိုင်ငံကိုအထူးပင်ကျေးဇူးတင်ရှိကြောင်း United Nation မြန်မာကဆိုပါတယ်မြန်မာနိုင်ငံနေမလ28နေ့ကလှုပ်ခတ်ခဲ့သောအင်အားလုံးပြင်းထန်တဲ့ငလင်းထန်ကြောင်းနေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီးပြည်နယ်10ခုရှိရက်ကွက်324ခုကျေးရွာအုပ်စု944စုကျေးရွာ2081ရွာအင်အားစု36169ခုလူဦးရေစုစုပေါင်း96069ဦးဘေးသင်းခဲ့ပြီးဇွန်လ23ရက်နေ့အထိသေဆုံးသူ3862ဦးထိခိုက်ဒဏ်ရာရှိသူ9104ဦး ်ပျောက်ဆုံးသူ45ဦးရှိကြောင်းသိရပါတယ်